အားလုံးမင်္ဂလာပါဗျာကျွန်တော်ကိုသိုက်ပဲဖြစ်ပါတယ်ဗျာဒီနေ့မှတော့တပြက်စီးနဲ့ပတ်သက်ပြီးတော့လူသိနေသေးတဲ့တပြက်စီးရဲ့နမိတ်အကြောင်းလေးလေးမြောက်ပေးမှဖြစ်ပါတယ်အဲ့တော့ဒီအကြောင်းအရာလေးတွေကကျွန်တော်တို့ရှေ့လူကြီးသူမတွေလည်းကျွန်တော်ပြောပြခဲ့တယ်ကျွန်တော်အိမ်မှာဆိုလို့ရှိရင်ကျွန်တော်တို့ဖိုးတွေဖားရရှိတယ်သူတို့ကိုယ်တိုင်လည်းဒီလိုမျိုးလေးပြောပြတယ်ပေါ့နော်အဲ့တော့ယုံတော်ရှိမယုံတော်ရှိပေါ့နော်မင်းစင်မယ်ယုံတဲ့သူလည်းလှုပ်လို့ရပါတယ်ဗျာ ဲ့တော့ကျွန်တော်တွေဟာကျွန်တော်ရှေ့ရှေ့ကျွန်တော်ရှေ့ထုံးလဲမပယ်နဲ့ကျွန်တော်ဈေးသွင်းနဲ့မလွယ်နဲ့ဆိုတဲ့အတိုင်းပဲပေါ့နော်အဲ့တော့တပြက်စီနဲ့ပတ်သက်ပြီးနမိတ်လေးရှိပါတယ်အဲ့ဒါလေးပျောက်ပြပြမှာဖြစ်ပါတယ်ဗျအဲ့တော့နံပါတ်1ချက်ကတပြက်စီကိုကျွန်တော်တို့တွေ မနဲ့မိုးလင်းလာလို့ရှိရင်အိမ်ရှိရနေပြီးတော့အိမ်ရှိကိုသွားမယ်အိမ်ရှိကိုသွားပြီးတော့ဟိုးကျွန်တော်တို့ကျွန်တော်အိမ်ရှိအိမ်ရှိဘဝကနေသွားပြီးကျွန်တော်တို့အိမ်ထဲကိုဒီဖက်စီကိုလဲထည့်လာမှာဖြစ်ပါတယ်အဲ့ဒီတနည်းတာလုံးမှာလူလဲဝင်ပြီးတော့ငွေလဲရွှင်နေလက်လက်ပွင့်နေလို့လူကြီးသမားတွေပြောပြပါတယ်နံပါတ်1နံပါတ်1ကတော့ဒီဖက်စီတီကိုအဲ့တော့ကျွန်တော်တို့ခလေးတွေအဲသူမဟုတ်ကျွန်တော်လူကြီးတွေပေါ့နော်အမျိုးသမီးတွေပေါ့အဓိကတဲ့အဲကျွန်တော်ကလန့်ပြန့်ကျွန်တော်တို့ခြားတဲ့ဒီဖက်စီတီကိုအမျိုးသမီးတွေမကြော်ကောင်းပါဘူးပေါ့နော် တို့တပည့်အမျိုးသမီးတွေမကြော်တင်ပါဘူးအဲ့တော့ကြော်မယ်ခွမယ်ဆိုလို့ရှိရင်အဲကျွန်တော်တွေကျွန်တော်ဒီပြောမယ်ဆိုလို့ရှိရင်ကျွန်တော်မလွတ်မလက်တဲ့လူနဲ့တွေ့ရတွေ့ရတတ်တယ်ပေါ့နော်ကျွန်တော်တွေအဲ့အင်တော်ရှိပြီးသားအမျိုးသားတော့အဲကျွန်တော်တွေရည်သားရှိပြီးသားအမျိုးသားတွေနဲ့အဲ့လိုတွေ့ရတတ်တယ်ပေါ့နော်အဲ့တော့နံပါတ်3ကတော့ကျွန်တော်တွေကျွန်တော်ကျွန်တော်တွေကိုကောင်းတော့ကောင်းတဲ့ဧည့်သည်တွေလာအဲ့မှာ ဧည့်သည်လာလေဆိုရင်အဲ့လာဧည့်သည်လာပြီးတာနဲ့တပြက်စီထမလဲရပါဘူးအဲ့ဒါဆိုရင်အဲ့ကောင်းတဲ့ဧည့်သည်နောက်ဘယ်တော့မှမလာတတ်ပါဘူးအဲ့လိုပဲကျွန်တော်တို့မကောင်းတဲ့ဧည့်သည်တွေအာဒီဒီဧည့်သည်ကိုလာပြီးစစ်တုခါလာပြီးသွားတာတို့ဧည့်သည်ရဲ့စိတ်ညစ်တော့လာလောက်သွားတော့ဆိုရင်ဧည့်သည်တို့ဘယ်တော့မှမလာခြင်းထပ်ပြီးတပြက်စီထလဲလိုက်ပါအဲ့ဒါအဲ့အဲ့တဲ့ကျွန်တော်စီမလာတော့ပါဘူးဗျာဒီတမို့ကျွန်တော်တို့စိတ်ညစ်အောင်လာလို့နေလူတွေအိမ်ရောက်လာလို့ရှိရင်သူပြန်သွားနေချင်းချင်းဒီပက်စီထလဲလိုက်ပါအဲ့လူတော့မလာတော့ပါဘူး အဲ့တော့ကောင်းတဲ့လာတဲ့ကောင်းတဲ့ဧည့်သည်လာလို့ရှိရင်တော့တပည့်စီမလဲပါနဲ့အကိုဆင်းရဲစရာတွေပြေးသွားဧည့်သည်ဆိုရင်တော့တပည့်စီထားလိုက်လိုက်ပါဗျအဲ့ဧည့်သည်နောက်ထပ်မလာတော့ပါဘူးနံပါတ်၄ချက်ကတော့ကျွန်တော်တွေကျွန်တော်အမြဲတမ်းပေါ့နော်လာပြီးကျော်တရနေ့တို့အဲကျွန်တော်တကူလာဆိုတဲ့တကူတကူလာစံကျွန်တော်လာစံလာစံတရနေ့ဒီမှာတပည့်စီမလဲကောင်းပါဘူးအဲကျွန်တော်အမြဲတမ်းပေါ့နော်လာစံတရနေ့တရနေ့ဒီမှာတပည့်စီမလဲကောင်းပါဘူးကျွန်တော်ပြီးတော့ဟိုလာစံရက်တွေတို့ ပြီးတော့ကျွန်တော်တွေလာပြီးကြောအဲ့လိုပြောတော့လာလာလာပြီးကြောတရက်လာလာဇန်တရက်တော့အဲ့လိုမျိုးလာပြီးကြောတရက်တော့လာဇန်တရက်တော့အဲ့ဒီနေ့ဒီမှာဒီပြည့်စီမလဲကောင်းပါဘူးဗျတလလုံးလက်ပိတ်တတ်ပါတယ်အဲပြီးလို့ရှိရင်ကျွန်တော်တို့ကကျွန်တော်တို့အဲ့ဒီနေ့မှာဆိုလို့ရှိရင် အာကျွန်တော်ပြောင်းပြန်ပေါ့နော်အဲဒီပက်စီလေးကိုအုံဒီပက်စီပဲဖြစ်ဖြစ်ဒီပက်စီအသေးရောအကြီးရောပြောင်းပြန်လေးထောင်ထားတတ်ပါတယ်အဲ့တော့ဒီပက်စီလဲပြီးရင်ကျွန်တော်တို့အိမ်နေမှာကျွန်တော်ဖိုးပါလေးဆိုရှင်ဒီပက်စီလေးကိုပြောင်းပြန်ထောင်ထားတတ်တယ်အာကျွန်တော်မစ်စမယ်တွေ့တွေ့ပါမှာနော်ပြောင်းပြန်လေးထောင်ထားတာအဲ့ဒါကျွန်တော်တို့မကောင်းတဲ့မော့ပြဲကလေးမဝင်နိုင်သလိုတဲ့ကျွန်တော်မကောင်းတဲ့ပညာများနဲ့တိုက်ခိုက်လို့မရဘူးလို့ကျွန်တော်ရှေ့စမြပြောပါတယ်ရဲမဒီပက်စီတီကိုပြောင်းပြန်လန်ထောင်ထားခြင်းဖြစ်ပါတယ် အဲနံပါတ်6ကတော့ညဘက်ဒီဘက်စီမလဲရပါဘူးညဘက်ဒီဘက်စီလုံးဝမလဲကောင်းပါဘူးအဲ့တော့ကျွန်တော်တို့တွေဟိုကိုကအရေးတကြီးလဲမဲ့ဆိုရင်တော့မှပဲဒီဘက်စီကိုအထက်ကနေအပြင်အပြင်ထုတ်လဲပါ အတွင်းနဲ့ပြောမလဲပါနဲ့ပေါ့နော်မကောင်းတဲ့အရာလေးဝင်လာတတ်ပါတယ်အဲနံပါတ်ခွန်ကတော့အင်ရှစ်မှာတဲ့အင်ရှစ်တွေမှာကျွန်တော်တို့အင်ရှစ်ပေါက်လေးမှာတပြက်စီကိုကကလန့်ပြတ်မထားပါဘူးခလေးတွေအဲ့လိုမျိုးဆော့ပြီးတော့ကလန့်ပြတ်ထားတာမျိုးတွေရွှေရှိနေတယ်တချို့လည်းဟိုတပြက်စီကလဲပြီးကကလန့်ပြတ်ကြီးလမ်းမပိတ်နိုင်မျိုးတွေရှိတယ်အဲ့လိုမျိုးဆိုလို့ရှိရင်လည်းအဆင်မပြေပါဘူးကျွန်တော်တို့ဘာလို့လို့ဘာလို့လို့ကလန့်ပြတ်ကြီးဝင်ကကလန့်ကလန့်တိုက်မဲ့လူတွေကပေါ်လာတတ်ပါတယ်အဲ့နံပါတ်ခွန်ကတော့ အော် sorry နမရှိရတော့ကလေးတွေကိုတပြက်စီနဲ့မရရပါဘူးအခုနောက်ပိုင်းလူတွေကတော့အဲ့လိုတပြက်စီနဲ့ဟာတွေ့ရတဲ့လမ်းချပလိုက်တော့ပေါ့နော်ပုံမှန်တော့အဲ့လိုကလေးတွေကိုတပြက်စီနဲ့မရိုက်ကောင်းပါဘူးသူတို့ရဲ့တက်မဲ့ကန်လေးတွေသူတို့ရဲ့ကောင်းမဲ့ကန်လေးတွေကိုရက်ချိုးလက်တို့ဖြစ်စေတယ်လို့အဲကျွန်တော်ဆရာသမားတွေပြောဥပါတယ်ဒါကြောင့်မလို့ကလေးတွေကိုတပြက်စီနဲ့မရိုက်ပါနဲ့ဗျာနော်ကိုယ့်ကိုရိုက်ရိုက်စားရှင်တခြားတို့လေးနဲ့ရိုက်ပေါ်ဗျာနော်အော်ပြီးလို့ရှိရင်တော့တပြက်စီလိန်နဲ့ အဲကျွန်တော်ကိုကိုတပစီလိန်းနဲ့တိတစုံတရားကိုသွားမထိမိပါစေနဲ့ပေါ့နော်ကိုကကိုကတပစီလဲလဲလင်းနဲ့တယောက်ယောက်ထိမိသွားတယ်အဲအဲ့လိုမျိုးကိုကိုလာထိမဲ့ဆိုရင်လည်းအထိမခံပါနဲ့ပေါ့နော်ဒါကြောင့်မို့ကျွန်တော်ဆိုလို့ရှိရင် အာတစုံတယောက်ရင်သွားတယ်သူရင်တန့်ရှင်းလို့တပည့်စီလဲလို့ရှိရင်ကို့ကိုထိမှာသူတို့အသားလေးဒီဝေးဝေးရရှောင်းတယ်သုံးမ6လောက်လေးပေါ်တင်ထားတယ်အဲလိုမျိုးလေးတခြားလေးရှောင်းနေပေါ့နော်ကို့ကိုလည်းထိမခံနဲ့သူမလည်းသွားမထိနေပေါ့နော်အဲလိုမျိုးဆိုလို့ရှိရင်လည်းကျွန်တော်လေးကန်နေသွားတတ်ပါတယ်လို့ဆရာသမားလေးပြောပါတယ်ရှစ်လူကြီးလည်းပြောပါတယ်ပေါ့နော်အဲပြီးလို့ရှိရင်ကျွန်တော်တစက်ပြန်ရည်ဆိုတာမိစေမကြောက်မယ်ထင်ပါနော်တစက်ပြန်ရည်အဲဒီကလေးတစက်ပြန်ရည်ဆိုတာဘာလဲဆိုတော့အိမ်ရှိကိုသွားမယ် သွားပြီးတော့အဲ့တစက်ပြန်အဲကျွန်တော်အိမ်ရှိသွားပြီးတော့အိမ်ရှိကိုလက်လက်ပြီးတော့နောက်ပြန်မို့နော်ကိုယ့်အိမ်ခေါမုံပေါ်လမ်းပြက်တယ်အဲ့လမ်းလမ်းပြက်လိုက်တဲ့အဲ့အဲ့နောက်ပြန်ပြက်လိုက်တဲ့ခေါမုံနဲ့ကြားလိုက်တဲ့ရေကိုပြန်ခံထားတယ်အဲပြန်ခံပြီးတော့ကျွန်တော်ပြန်ခံလိုက်တယ်ပြန်ခံလိုက်တယ်နော်အဲ့ပြန်ခံပြီးတော့အဲ့အဲ့အဲ့ရေကိုတစက်ပြန်ရေလို့ခေါ်လဲအဲ့ရင်နဲ့ကျွန်တော်တို့တွေတပြက်စီးပေါ့နော်အဲ့အဲ့ရင်နဲ့တပြက်စီးအဲဟိုကနောက်နောက်တစ်ခုပေါ့တပြက်စီးကိုကျွန်တော်တို့တွေ လိုမျိုးဖြောင်းပြန်ပေါ့နော်တပည့်စီကိုကျွန်တော်တွေဖြောင်းပြန်လန်ထောင်တာပဲဖြစ်ထဲပဲဖြစ်ဖြစ်တပည့်စီကိုအဲ့ခုနရင်နဲ့လောင်းချလိုက်ပြီးတော့အဲ့တစက်ပြည့်ရဲ့ကြရည်ကိုတစ်ခါထက်ခံထားတယ်ဒါဆိုရင်တစက်ပြန်ကြီးကနှခုရသွားရင်နော်အဲ့အဲ့ကြီးကလည်းကျွန်တော်တို့တွေကျွန်တော်တို့မကောင်းနဲ့ဟဲမကောင်းတဲ့အမောက်ပြုတ်ကတွေတိုက်ခိုက်တယ်ကျွန်တော်တို့စီကိုဝင်လာနိုင်ပါတယ် ဲ့အဲ့ရည်မျိုးနဲ့အပတ်ခံရမယ်ဆိုလို့ရှိရင်လည်းရှောင်ရှားပြရမှာဖြစ်ပါအဲ့ရည်နဲ့အပတ်မခံရစေနဲ့ပေါ့နော်ဒါကြောင့်မို့ကိုယ်အိမ်ထဲကိုရည်တစ်ပိုင်လန့်ပတ်တာတို့အဲ့လိုမျိုးဆိုရင်ယူဆိုင်မှာဖြစ်ပါတယ် တပြက်စီကိုအပေါ်နဲ့ရေဆေးချချပြီးအဲတပြက်စီကကျတဲ့ရေကိုပြန်ခံထားတယ်အဲရေနဲ့လမ်းပတ်လို့ရှိရင်အဲအိမ်ကတလလုံးမှကန်ညက်ကန်နေမှုလေးဖြစ်တတ်တယ်လို့ကျွန်တော်စောစောပြောပြောလို့ပဲကိုအဲရှေ့ကိုသွားတယ်အနောက်ပြန်ခေါင်းမို့ပတ်လိုက်တယ်အနောက်မြခေါင်းမို့ပတ်ပတ်လိုက်ပြီးတော့အဲရေကိုပြန်ကျလိုက်ရေကိုပြန်ပြီးတော့ရေခွက်နဲ့ပြန်ခံအဲရေကိုနဲ့ပန့်လေဒါဆိုရင်အဲအဲအိမ်မှာမဟုတ်အညက်ခိုက်တွေဖြစ်တတ်ပါတယ်ခဲ့တာတော့တပြက်တပြက်စီနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့တွေရှေ့လူကြီးတွေပေါ့နော်ပြောပြခဲ့တဲ့ကျွန်တော်တို့တပြက်စီနမိတ်တပြက်စီအကြောင်းလေးပဲဖြစ်ပါတယ် အဲဒီနေရာမှာလည်း diversity တွေကင်ပြီးတရှင်းနေဆိုတာ diversity တွေကင်ပြီးကတာ diversity တွေကင်ပြီးစီးတာတော့ကျွန်တော်ကျွန်တော်ငယ်တော့ဆိုရင် diversity ကင်ပြီးခဏခဏစီးရနော်အဲကျွန်တော်တို့ပြန်တယ်ပေါ့ဗျာကျွန်တော်တကယ်တော့အဲ့ဒါလေးလည်းမလုတ်ကောင်းပါဘူးပေါ့နော်အဲ့ဒါလေးမလုတ်ကောင်းပါဘူး diversity ကိုကင်ပြီးတော့တရှင်း diversity လဲနေတရှင်းဆိုတဲ့အဲအမျိုးအမျိုးသမီးတွေညီမငယ်တွေရှင်လည်းမလုတ်ကောင်းပါဘူးအဲ့တော့မလွတ်လပ်တဲ့လူတွေနဲ့အိမ်တော်ချတ်တဲ့တဲလို့ရှေ့လူကြီးတွေပြောပြပူပါတယ် ကြတာလေးလို့ live များပေးတာပါဗျအဲ့တော့ဒါတော့ကျွန်တော်ယုံနေသူလည်းရှိသောမယုံနေသူလည်းရှိတာပေါ့เนาะအဲ့တော့ကျွန်တော်မစစ်များလည်းယုံကြည်ယုံမြုံချင်နေပေါ့เนาะဘာဖြစ်ဖြစ်ကျွန်တော်တို့ဒီပက်စီနဲ့ပတ်သက်ပြီးတော့သတိထားလို့ရတာပေါ့เนาะတပက်ဒီပက်စီရဲ့အသုံးဝင်ပုံလေးလည်းသိရှိသွားတာပေါ့အဲ့ဒီနေ့မှအရန်အသုံးဝင်တာတစ်ခုရှိတယ်အဲ့ဒါပါလေဆိုတော့ကျွန်တော်စစောပြောပြောလို့ပဲကျွန်တော်တို့မနဲ့မိုးလင်းပြီဆိုတာနဲ့ကျွန်တော်ဟိုးဝဲလန်လန်လမ်းမပေါ်သွားပြီလမ်းမနေအဲ့ချန်ရှက်ပေါ့နဲ့ကျွန်တော်အိမ်ထဲကိုဒီပက်စီတွေလှည့်လာခဲ့လို့ရှင့် အဲ့ဒီနှစ်တလေနှလုံးမှာလက်ပွင့်တော်သွားသတိထားမိတယ်အဲ့လိုပဲကိုယ့်ရဲ့အင်ရှိကိုထစုံတယောက်ကသူ့ဘက်ကိုယူပြီးတော့လဲလဲလဲသွားတယ်ဆိုလို့ရှိရင်ဒါစေတနာကောင်းတာမဟုတ်ပါဘူးဒါကျွန်တော်တို့ကျွန်တော်စုကိုဝင်မဲ့လက်လက်ပတ်တွေကျွန်တော်ကံကောင်းမရာတွေကိုသူကယူသွားခြင်းဖြစ်ပါတယ်ဒါကြောင့်မလို့အဲ့လိုမျိုးလဲသွားလို့ဆိုလို့ရှိရင်တော့ကျွန်တော်ကတော့မခံပါဘူးချက်ချင်းကိုသူ့အင်ရှိကိုသွားပြန်လဲပြီးကျွန်တော်အင်ဘက်ကိုကျွန်တော်ပြန်ပြန်ပြီးတော့တည့်ယူလာပါတယ်အဲ့လိုကိုတော့ တဲ့ဒီဘက်စီနဲ့အဲ့ဒါလေးလည်းရန်သတိထားဖို့ကောင်းတယ်နော်ကျွန်တော်တို့စင်နာကောင်းခြင်းလို့ပါလို့ကျွန်တော် issue လိုက်ဒီဘက်စီတွေလဲပေးတယ်တကယ်တော့လဲပေးတာမဟုတ်ပါဘူးကျွန်တော်ဒီမှာဝင်မဲ့လက်လက်ဘက်တို့သူတို့စီယူသွားတာဖြစ်ပါတယ်ဒါကြောင့်မို့အဲ့ဒါလေးကိုချက်ချင်းပြန်လဲပေးဖို့လိုပါတယ်ဗျကျွန်တော်ဆိုလို့ရှိရင်တော့ကိုယ်စောစောလေးတို့ထားပြီးတော့ကိုယ်အင်ရှစ်ပေါက်ကိုယ်ဆန်ရှစ်ပေါက်လေးကိုအမြဲတမ်းဒီဘက်စီလေးလေးရှိပါတယ်အဲ့ဒီတနေ့တာလုံးမှာလက်ဝင်ပါတယ်ဗျဒါလေးပို့ live မြပေးတာပါဗျအားလုံးကျေးဇူးတင်ပါတယ်ကဲကျွန်တော်မိတ်ဆွေအားလုံးလည်း ကံပွင့်လက်ပွင့်ကံကောင်းလက်ကောင်းကြပါစီဗျမိစမြောဘယ်မြို့နယ်ဘယ်နေရာလဲကြည်လဲဆိုတာကွန်မန်လေးမှာရေးပေးပါဦးဗျဒီဟာလေးကတော့ရှေ့လူကြီးတွေပြောပြတာဖြစ်ပါတယ်မိစမြလည်းဖိုးဖွားလို့ရှိရင်မေးကြည့်လို့ရပါတယ်ဗျဒီဟာလေးတွေပေါ့နော်ဟုတ်မဟုတ်လေးမေးကြည့်လို့ရပါတယ်အားလုံးကျေးဇူးတင်ပါတယ်ဗျ